တခါတုန်းကရွာလေးတရွာမှာမြစ်ကလေးတစ်ခုရှိပါတယ်။အဲ့ဒီမြစ်ကိုရွာသားတွေကမြစ်ကြီးလို့ခေါ်ကြပါတယ်။နေ့စဉ်ရွာသားတွေအတွက်ရေခတ်ဖို့ငါးဖမ်းဖို့အဝတ်လျှော်ဖို့အသုံးဝင်တဲ့နေရာတစ်ခုဖြစ်ပေမဲ့ရွာကအဖိုးအိုတွေကတော့ဒီမြစ်မှာလှုပ်ဝက်ချက်တစ်ခုရှိတယ်လို့ပြောဆိုလို့ရှိကြပါတယ်။ဒဏ္ဍာရီတစ်ခုကတော့မြစ်ကြီးရဲ့အနက်ဆိုင်ဆုံးနေရာမှာပလဲရတနာတစ်လုံးရှိပြီးအဲ့ဒီပလဲကိုရှာတွေ့တဲ့သူဟာဆန္ဒတစ်ခုပြည့်စင်နိုင်တယ်လို့ဆိုကြပါတယ်။ ဒီရွာမှာမိုးမိုးဆိုတဲ့ကလေးမလေးတယောက်နေထိုင်ပါတယ်မိုးမိုးဟာအသက်30နှစ်တာရှိပေမဲ့စူးစမ်းရှာဖွေရတာကိုအယံဝါဒနာပါပါတယ်သူမရဲ့အဖွားကမြင့်ကြီးရဲ့ဒဏ္ဍာရီအကြောင်းပြောပြတိုင်းမိုးမိုးရဲ့မျက်လုံးတွေဟာအလင်းရောင်နဲ့တောက်ပလာတတ်ပါတယ်တနည်းကြရင်ကျမကိုယ်တိုင်အဲ့ဒီပလဲရဲ့ဒဏ္ဍာကိုရှာမဲလို့မိုးမိုးကအမြဲပြောတတ်ပါတယ်တနေ့မှမိုးမိုးဟာမြင့်ကြီးပေးမှငါးဖန်းနေရင်ထူးဆန်းတဲ့အရာတစ်ခုကိုတွေးလိုက်ရပါတယ် အဲ့ဒီမြည်ရဲထဲမှာအလင်းရောင်တစ်ခုကမိမ့်မိန်လေးထွက်နေတာကိုမိုးမိုးဟာစိတ်လှုပ်ရှားစွာနဲ့ရေထဲကိုခုန်ဆင်းပြီးအဲ့ဒီအလင်းရောင်ကိုလိုက်ရှာကြည့်ပါတယ်ရေအောက်မှာသူ့မတွေ့လိုက်ရတာကပလဲလုံးလေးတစ်လုံးဖြစ်နေတာပါဒါပေမဲ့အဲ့ဒီပလဲလုံးဟာတာမန်ပလဲမဟုတ်ပဲအလင်းရောင်ထွက်နေပြီးသူ့မလက်ထဲရောက်တဲ့အခါထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ် ငါကိုရှာတွေ့တဲ့သူဟာဆန္ဒတစ်ခုပြည့်စုံနိုင်တယ်။ဒါပေမဲ့မင်းရဲ့နှလုံးသားကစင်ကြယ်ရမယ်မဟုတ်ရင်ငါရဲ့စွမ်းအားဟာမင်းကိုဒုက္ခပေးလိမ့်မယ်လို့ပလဲရတနာကသူမကိုပြောလိုက်ပါတယ်။ မိုးမိုးဟာပလဲရတနာကိုကင်ထားရင်းစဉ်းစားလိုက်ပါလေ။သူမရဲ့ဆန္ဒကဘာဖြစ်မလဲဆိုတာကိုပေါ့။ရွာမှာသူမရဲ့အဖွားဟာမျက်စိမမြင်ရတာနဲ့အတော်ကြာနေပြီးအဖွားကအမြဲပြောတတ်တယ်။မိုးမိုးရဲ့အဖွားကမင်းကိုတစ်ခါလောက်ကြည့်ချင်လိုက်တာအဲ့ဒါနဲ့မိုးမိုးဟာဆုံးဖြတ်လိုက်ပါလေ။ကျမရဲ့ဆန္ဒကအဖွားရဲ့မျက်စိပြင်မြင်ရဖို့ပါလို့ပြောလိုက်ပါလေ။ ပလဲရဲ့တနာဟာအလင်းရောင်ထွက်လာပြီးမိုးမိုးရဲ့ဆန္ဒကိုဖြည့်ဆည်းလိုက်ပါတယ်။သူမဟာပလဲကိုမြစ်ထဲမှာပြန်ထားလိုက်ပြီးရွာကိုပြန်လာခဲ့ပါတယ်။ရွာကိုရောက်တဲ့အခါအဖွားရဲ့မျက်စိဟာတကယ်ပဲပြန်မြင်လာပြီးအဖွားကမိုးမိုးကိုကြွေးဖက်ရင်းပျော်ရွှင်စွာနဲ့ငိုကြွေးမိပါတော့တယ်။မိုးမိုးရဲ့မင်းကိုအဖွားခုမှမြင်ရတော့တယ်။မင်းကအဖွားထင်ထားတာထက်ကိုလာတာပဲလို့အဖွားကပြောလိုက်ပါတယ်။ ဒါပေမဲ့ဒီဇလန်မှာအဆုံးတတ်မဟုတ်သေးဘူးမိုးမိုးရဲ့တရင်ဟာရွာတွေကိုကျော်လွန်ပြီးလောဘကြီးတဲ့လူတစ်ယောက်ဖြစ်တဲ့ဦးကြီးဘိုးရဲ့နားထဲကိုရောက်သွားပါတော့တယ်ဦးကြီးဘိုးဟာမြစ်ကြီးကိုရောက်လာပြီးပလဲရတနာကိုရှာခွေပါတော့တယ်သူဟာပလဲကိုတွေ့တဲ့အခါသူ့ရဲ့ဆန္ဒကိုပြောလိုက်တယ်ငါကိုရွှေတွေငွေတွေအများကြီးပေးပါငါချမ်းသာခြင်းနဲ့လို့ဦးကြီးဘိုးကပြောလိုက်ပါတယ်ဒါပေမဲ့ဦးကြီးဘိုးရဲ့နှလုံးသားဟာလောဘနဲ့ပြည့်နေတဲ့အတွက်ကြောင့်ပလဲရတနာကသူ့ရဲ့ဆန္ဒကိုပြည့်စေပေမဲ့အဲ့ဒီရွှေတွေ ငွေတွေဟာရုတ်တရက်ကြောက်ခဲတွေဖြစ်ပြောင်းသွားပြီးဦးကြီးဘိုးကိုမြစ်ထဲမှာနစ်မြုပ်သွားစေပါလေပလဲရတနာကသူ့ကိုသတိပေးခဲ့ပေမဲ့ဦးကြီးဘိုးရဲ့လောဘကသူ့ကိုအသက်ဆုံးရှုံးစေခဲ့ပါတော့တယ်မိုးမိုးကတော့အဖွားနဲ့အတူပျော်ရွှင်စွာနေထိုင်ပြီးသူမဟာမြစ်ကြီးရဲ့လှုပ်ဝှက်ချက်ကိုဘယ်သူ့ကိုမှထပ်မပြောတော့ပါဘူးဒါပေမဲ့သူမရဲ့နှလုံးသားထဲမှာမြစ်ကြီးရဲ့ပလဲရတနာဟာအမြဲတမ်းအလင်းရောင်ထွက်နေခဲ့တာကိုမြင်နေခဲ့ပါတယ်